မင်္ဂလာပါဒီနေ့ပါမျှဝေပေးတင်တာကတော့ကျွန်တော်တို့ရဲ့ဖုံမှာမက်ဆန်ဂျာတစ်ခုကလွှဲရင်တခြားဆိုရှယ်ပလက်ဖောင်းတွေအားလုံးပေါ်မှာအင်တာနက်အသုံးပြုလို့ရပြီတော့မက်ဆန်ဂျာတစ်ခုတည်းအင်တာနက်အသုံးပြုလို့မရတဲ့ပြဿနာကိုဖြေရှင်းလို့ရမယ့်နေ့လေးကိုကျွန်တော်ဒီနေ့မှမျှဝေပေးမှာဖြစ်ပါတယ် တကယ်လို့မိတ်ဆွေတွေရဲ့ပုံမှာ TikTok YouTube နဲ့တခြား social platform တွေပေါ်မှာ internet အသုံးပြုလို့ရပြီးတော့ messenger တခုတည်း internet line အသုံးပြုလို့မရဘူးဆိုလို့ရှိရင်ဒီ messenger application လေးကိုကြကြလေးလက်လေးနဲ့ဖိနှိပ်ထားပေးလိုက်ပါပြီးရင်တော့ဒီဘောနာကဒီ asset လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်တော့ data usage ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ပြီးရင်တော့ဒီ cloud လေးကိုနှိပ်ပြီးတော့ပိတ်ပြလိုက်ပါဒီအောက်ကတစ်ခုကတော့မပိတ်လည်းရတယ်နော်ဘာမှမဖြစ်ဘူးပြီးရင်ဒီများလေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်ပါပြီးရင် messenger ကိုဖြန့်ပြီးတော့စတင်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်ဒီနည်းပညာလေးကိုကြိုက်နှစ်သက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပြီးဖို့မမေ့ပါနဲ့เนาะ